င်္ဂလာပါအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့ Sally City စီစဉ်မဲ့ဖြစ်ပါတယ်ဒီစီစဉ်ကိုကျမကျူချမ်းကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီတစ်ခါမှာတော့တချင်းခွေ6ခွေရဲ့မူပိုင်ခွင့်ကိုပြန်လည်ရရှိခဲ့တဲ့အဆိုတော် Taylor Swift ကန်ဆိုးဆုံးမင်းသားလို့သတ်မှတ်ခံရတဲ့မင်းသား Henry Cavill 2026မှာစတင်ရှိုက်ကူးမဲ့ Don't For ရုပ်ရှင်ချစ်သူတငယ်ချင်းတွေနဲ့အတူနော်ဝေနိုင်ငံကိုရောက်ရှိနေတဲ့ယာယာ documentary film မကြာမီထွက်ရှိတော့မဲ့ Black Pig အဖွဲ့ဝင် Lisa မင်းသမီးကန်ဟေရင်နဲ့တွဲနေကြောင်းသတင်းထွက်နေတဲ့မင်းသားလီတောင်ကန်နိုင်ဖော်စောဇက်ကကမင်းသမီးကင်ဒမီအဆောင်ရှိတဲ့စိတ်ဝင်စားဖွယ်သတင်းတွေပါဝင်သွားမှာပါဆိုတော့ Taylorself ဟာ6နှစ်ကြာပြီးတဲ့နောက်မတရားရောင်းချခံခဲ့ရတဲ့သူ့ရဲ့အခွေတွေကိုမူပိုင်ခွင့်ပြောင်းဝယ်နိုင်ခဲ့ပါတယ်။ ဆိုတော့ Taylor Swift ဟာ Big Machine Records နဲ့စာချုပ်ချုပ်ပြီးတော့စုစုပေါင်း album 6ချပ်ကိုအဲ့ဒီ label အောက်မှာထုတ်ဝေခဲ့ပါတယ်။အဲ့ဒီ album 6ချပ်စလုံးရဲ့လုံပိုင်ခွင့်တွေကိုတော့အဲ့ဒီ label ကသာပိုင်ဆိုင်ပြီးတော့ Taylor Swift ကမပိုင်ခဲ့ရပါဘူး။2019မှာတော့ Big Machine Records label ကို Skoda Baron ကဝယ်ယူလိုက်ပြီးတော့ Taylor Swift ရဲ့ album 6ချပ်စလုံးကိုလည်း Taylor Swift ကသဘောဆန္ဒမပါဘဲ American Dollar တန်း300နဲ့ရောင်းချလိုက်ပါတယ်။ အဲ့ဒီအချိန်ကနေစပြီးတော့ Taylor Swift ဟာသူ့ရဲ့ကိုပိုင်သချင်းတွေကို American Music Award မှာဖျော်ဖြေဖို့ Netflix Show မှာအသုံးပြုဖို့အပိတ်ခံလိုက်ရပါတယ်။သူမဖန်တီးထားတဲ့အမှုပညာကိုကိုယ်တိုင်ပိုင်ဆိုင်နိုင်ဖို့ Taylor Swift ဟာ Taylor's version ဆိုပြီးတော့ album 6ချက်စလုံးကို re-recording ပြန်လုပ်ခဲ့ပါတယ်။ Taylor's version တွေထွက်လာတဲ့နောက်ပိုင်းမှာ original version ကိုနားထောင်ကြတဲ့သူတွေနှဲသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ Scooter Baron က Shamrock Capital ကိုလိုခေါ်တဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကိုပြန်ပြီးတော့ရောင်းချလိုက်ပြီး Shamrock Capital စီကနေမှ American Dollar တန်360နဲ့ Telosef ကပြန်ပြီးတော့ဝယ်ယူခဲ့ပါတယ်။ Telosef ကသူမ album တွေပြန်လဲဝယ်ယူနိုင်ခဲ့တာကြောင့်ဝမ်းသာမဆုံးဖြစ်ပြီးတော့သူအခုလိုပြန်လဲဝယ်ယူနိုင်တာဟာသူပြန်လဲအတန်သွင်းထုတ်ခဲ့တဲ့ Taylor's version album တွေနဲ့ The Eras Tour ကြီးတွေအပေါ်ပြည်သက်တွေရဲ့တကယ်နဲ့အားပေးနှစ်သက်မှုတွေကြောင့်ဒီအခွေမူပိုင်ခွင့်တွေကိုပြန်လဲဝယ်ယူနိုင်ခဲ့တာဖြစ်ကြောင်းနဲ့ ူတဘောအလုံးရင်းနှီးမြှုပ်နှံထားတဲ့ဒီအမှုပညာရင်းနဲ့ပြန်လည်စုံစည်းခွင့်ရစေတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းသူအလိုချင်းဆုံးရာဟာအလုတ်ကိုကြိုးကြိုးစားစားလုတ်ပြီးတော့ခွေဟောင်းနေရဲ့မူပိုင်ခွင်ကိုဆွတ်ဖက်မှုတွဲဖက်ပိုင်ဆိုင်မှုတွေမပါဘဲရာနှုံးပြစ်ပိုင်ဆိုင်မှုဖြစ်ကြောင်းဒီလိုပြန်လည်ဝယ်ယူခွင့်ပေးတဲ့ Shamrock Capital ကလူတိုင်းကိုလည်းအရန်ကျေးဇူးတင်မှာကြောင်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Shamrock ရဲ့လှုပ်ဆောင်ချက်တိုင်းရိုးသားမှုတမျှဖွင့်လင်းပြီးတော့ ဒါဟာသူတို့အတွက်တော့အယောင်ဝက်တစ်ခုဖြစ်ပေမဲ့သူ့အတွက်ဘလို့အတိတ်ပဲရှိတယ်ဆိုတာကိုလည်းသူတို့သိမြင်ကြောင်းသူရဲ့အမှတ်တရတွေစ조사မှုတွေဆယ်စုနှစ်များစွာသောစိတ်ကူးအိမ်မက်တွေဖြစ်ကြောင်းနဲ့တက်တူးတာထိုးပြလို့ရှိရင် Shamrock အကြီးကြီးကိုသူရဲ့နှစ်ဘူးအလက်တက်တက်မှာထိုးမှာဖြစ်ကြောင်းအဲ့ဒီအချိန်တုန်းက Reputation Album ဟာဘဝမှာအထူးခြားဆုံးဖြစ်ခဲ့ကြောင်းအားလုံးမျှော်လင့်နေကြတဲ့ Reputation TV နဲ့ပတ်သက်ပြီးတော့အပွင့်လင်းဆုံးပြောရရင်အခုထိကို Reputation ရဲ့လေးပုံတစ်ပုံတောင်အတန်ပြတ်မသွင်းရသေးကြောင်း ပြန်တန်သွင်းမှုစူးစမ်းလိုက်တိုင်းတခုခုကပိတ်ဆို့တားဆီးနေသလိုဖြစ်ကြောင်းအယူသားဆုံးဝန်ခံရရင်ဒီအခွေဟာဒီထပ်ပိုကောင်းအောင်ပြန်လည်ဖန်တီးဖို့မဖြစ်နိုင်ကြောင်းဒါကြောင့်ခဏရက်ထားရကြောင်း reputation album နဲ့ပတ်သက်တဲ့ from the vault track တွေကလည်းရှိသေးကြောင်းဒီ bot album ကတော့ပြန်လည်အတန်သွင်းမှုပြီးဆုံးပြီးတော့အဲ့ဒါကိုသဘောကျမိကြောင်းသူပိုင်ဆိုင်ဘုဒ္ဓမြတ်ထဲမှာအကောင်းဆုံးသောအရာတွေဖြစ်တဲ့ပြိတ္တတွေပြိတ္တတွေရဲ့စိတ်ထားကောင်းကောင်းလေးတွေ teamwork တွေ အားပေးမှုတွေကိုအထူးပဲကျေးဇူးတင်ကြောင်းကိုသူ့ရဲ့ website မှာလက်ရေးမှုစာတစ်စောင်တင်ထားပါဗျ။အဲ့ဒီပြန်လည်ဝယ်ယူမှုမှာအခွေအားလုံးရဲ့ master recording တာ greater မဟုတ်ပဲအဲ့တခွေချင်းစီရဲ့သက်ဆိုင်တဲ့ music video တွေ concert ရုပ်ရှင်တွေ album artwork တွေအပြင် and release တခြင်းတွေပါပါဝင်ပါတယ်ရှင်။ဟန်ရီဂေဗယ်ဟာဖန်တွေရဲ့အကန့်အစိုးဆုံးအက်တာလို့မှတ်ချက်ပေးနေကြပါတယ်။ ဟန်ရီကဝင်ပြိုင်ခဲ့တဲ့ရိုးတော်တော်များများကလည်းအပယ်ချခံရသလိုသူပါပြီးတဲ့ရိုးကလည်း character နဲ့ లై နေရင်တော့မှ cast အစားထိုးခံရတာကြောင့်ပါဟန်ရီဟာ James Bond နေရာမှာဝင်ပြိုင်ခဲ့ပေမဲ့ Bond နေရာကို Daniel ကရာသွားပါတယ် Twilight ရိုက်တုံးကလည်း Edward နေရာအတွက်ဝင်ပြိုင်ပေမဲ့အသက်အရွယ်အရအဆင်မပြေလို့ရိုးကနေလက်လွတ်လိုက်ရပါတယ် Harry Potter ထဲမှာလည်း Cedric Diggory နေရာအတွက်ဝင်ပြိုင်ခဲ့ပြီးတော့ Robert Pattinson ကပဲရာသွားခဲ့ပါတယ် နောက်ပိုင်းစူပါမန်200ရလာခဲ့ပေမဲ့ DCEU ဖြစ်နေတာကြောင့် reboot အခြားခံရပြီးတော့စူပါမန် role ကိုလက်လွတ်လိုက်ရပြန်ပါတယ်။ဒါအပြင် The Witcher ရိုးနေရာကလေးလည်းထွက်လိုက်ရပါသေးတယ်။ Henry Gable ပါဝင်ခဲ့တဲ့ Justice League Enola Holmes တို့ကလည်းဇလန်းဆက်မရှိတဲ့ဇာကားတွေဖြစ်နေတာကြောင့်ပြည်သက်တွေက Hollywood ရဲ့ကံအဆိုးဆုံးမင်းသားလို့သတ်မှတ်ခံရတာဖြစ်ပါတယ်။ ဟန်နီရုပ်ရှင်လောကရဲ့နာမည်ကြီးအက်ရှင်ရုပ်ရှင် Francis တခုဖြစ်တဲ့ Dome ဟာ Dome 3အပီးမှာနောက်ထပ်စတုထမြောက်ရုပ်ရှင် Dome 4ကိုဆက်လက်ထုတ်လွှင့်မှုစီစဉ်နေတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ Dome ရုပ်ရှင်ရဲ့ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ YRF ဟာ Dome 4ကို Barfi Animal နဲ့ Sanju တရုတ်ဆောင် Rambe Kapoor နဲ့ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပြီးတော့ Barmastra Part 1နဲ့ Wardu Director Aran Mukherjee ကတာဝန်ယူရိုက်ကူးမှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ နောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Don't Fall ကို2026မှာစတင်ရိုက်ကူးမှာဖြစ်ပြီးတော့2029မှာရုံတင်ပြသဖို့စီစဉ်နေတယ်လို့သိရပါဗျ။ Don't Fall မှာ Rambi Kapoor ဟာအရင် Don't မြောက်ရှင်နေလိုမျိုးတခိုးဇက်ကောင်နေရာကနေပါဝင်မှလာပင်နိုင်တရုတ်ဆောင်တွေဖြစ်တဲ့ Abhishek Bachchan နဲ့ Uday Chopra တို့ပါဝင်ပြန်လဲပါဝင်လာမှလာစတဲ့အချက်တွေကိုတော့မသိရသေးပါဘူးအရင် Don't သုံးကားမှာ John Abraham, Heritage Russian နဲ့ Amira Khan တို့ကအဓိကပါဝင်တရုတ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ် ပရိသတ်အချက်တော်ထိုင်းမင်းသမီးကျော်လေးယာယာယူရီဇာဟာ LV ပွဲတက်တဲ့အလုပ်တွေပြီးသွားတဲ့နောက်မှာတော့သူမအမေနဲ့အတူနော်ဝေမှာရှိတဲ့သူမအိမ်စီကိုသွားရောက်အပန်းဖြေနေပါတယ်သူမချက်သူဖြစ်တဲ့ဘဲကသူမနော်ဝေမရောက်ခင်တငယ်ချင်းဖြစ်သူမင်းသားမတ်နဲ့နော်ဝေကိုကြုံရောက်နှင်နေပြီးတော့ရာရာကိုမိသားစုနဲ့အတူစောင့်နေခဲ့ပါတယ် ကျစရာအတွဲပုံလေးတွေနဲ့အတူမိသားစုအစုံနဲ့ပုံလေးတွေမျှဝေလာတဲ့အပေါ်ပြည်သက်တွေကသတင်းတူကြားရတော့မှလားမင်္ဂလာပွဲအတွက်များလားဆိုပြီးတော့မေးခွန်းတွေထုတ်ပြီးတော့သတင်းတူကိုစောင့်မျှော်နေကြပါတယ်လက်ရှိမှာတော့နော်ဝေးမှာလဲပတ်ပြီးတော့တငယ်ချင်းစုံတွဲမတ်ဂက်ဘလီတို့နဲ့အတူဂရင်းနိုင်ငံအေသင်းစ်မြို့ကိုရောက်ရှိနေကြပါရဲ့ရှင်။ Blackpink အဖွဲ့ဝင် Lisa ရဲ့တကူတော်အသက်မွေးဝမ်းကြောင်းဘဝအကြောင်းမှတ်တမ်းရုပ်ရှင်ကိုမကြမီထွက်ရှိတော်မှာဖြစ်ပါတယ်။အဲ့ဒီ documentary ဟာ Blackpink အဖွဲ့ကနေတစ်နှစ်အနားယူပြီးတော့ Soloist အနေနဲ့ဖြတ်သန်းခဲ့တဲ့ Lisa ရဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီးတော့ documentary ထဲမှာ album အတွက်ပြင်ဆင်ခဲ့တဲ့ပုံတွေ၊ကင်မရာနောက်ွယ်က lifestyle နဲ့မိသားစုတငယ်ချင်းတွေအကြောင်းပေါဝင်သွားမှာဖြစ်ပြီးတော့ Lisa ရဲ့ solo journey ကိုလည်းအသေးစိတ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ လီစာကဒီ documentary မှာအခုလိုမျိုးအောင်မြင်မှုတွေမရခင်ကတည်းကအတူရှိလာတဲ့တငယ်ချင်းတွေကိုလည်းပါဝင်ပေးဖို့ကန့်လန့်ခဲ့တယ်လို့သိရပါဗျ။ production အတွက် Sony Music Vision တာဝန်ယူထားပြီးတော့ director Sukem ကတာဝန်ယူထားတာဖြစ်ပြီးတော့ဒီ documentary ကိုရိုက်ဖို့အတွက်တစ်နှစ်အချိန်ပေးခဲ့ရတယ်လို့သိရပါဗျ။ သက်55နှစ်အရွယ်ကိုရီးယားမင်းသားကျော်လီတောင်ကန်ကိုမေလ24ရက်နေ့ကဆိုးမျိုးရဲ့ကံနံရက်ွက်မှာအမျိုးသမီးတစ်ယောက်နဲ့လမ်းအတူတူရှောင်နေတာကိုမြင်တွေ့ခဲ့ရတယ်လို့ SPO TV News ကမေလ28ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်သူတို့နှစ်ယောက်ဟာချက်သူစုံနေတဲ့အဖြစ်သူတို့ရဲ့ရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းတွေကိုအချင်းချင်းမိတ်ဆက်ပေးထားပြီးသားဖြစ်တယ်လို့လည်းဆိုထားပါဗျ။မေလ29ရက်နေ့မှာတော့မင်းသားလီတောင်ကန်နဲ့ကောလာဟလာထွက်ခဲ့တဲ့သူဟာတုတ်ထက်16နှစ်ငယ်တဲ့မင်းသမီးကန်ဟေရင်ဖြစ်တယ်လို့သတင်းတွေထပ်ထွက်လာခဲ့ပါဗျ။ လီတောင်ကမ်းရဲ့ agency W+ ကမင်းသားရဲ့ကိုရေးကိုရာဖြစ်တဲ့အတွက်အတီးပြုဖို့ခတ်ပါတယ်လို့ပဲတုတ်ပြန်ခဲ့ပါတယ်။မင်းသမီးကန်ဟေရင်ရဲ့ agency ကလည်းအတီးပြုဖို့ခတ်တယ်လို့အလားတူစွာပဲပြောကြားထားပါတယ်။မင်းသားလီတောင်ကမ်းကမင်းသမီးဂျိုယွန်ဟင်းနဲ့2018မှာလက်ထပ်ခဲ့ပြီးတော့သူနဲ့အတူသမီးလေးတစ်ယောက်လည်းရထားပါတယ်။ဒါပေမဲ့လက်ထပ်ပြီး၃နှစ်အကြာမှာပဲကွာရှင်းခဲ့ကြတာဖြစ်ပါတယ်ရှင်။ လက်ရှိထုတ်လွှင့်ပြသနေပြီး rating အများဆုံးရရှိနေတဲ့9ဖောက်ဆောက်ဇက်ကားမှပါဝင်ထားတဲ့မင်းသမီး Kim Dummy ဟာသူမရဲ့ဇက်ရုပ်ကြောင့်ပြည်သက်ရဲ့အချီးကျူးမှုတွေကိုခံနေရပါတယ်သူမဟာ the witch ဇာတ်ကားအပီးကလေးကချစ်စရာကောင်းတဲ့ character လေးတွေကိုပဲရိုက်ကူးခဲ့တဲ့သူဖြစ်ပါတယ်။အခုဒီကားမှာတော့သူမဟာလူသက်မှုတွေကိုစုံစမ်းတဲ့စုံထောက်မှလေးနေရာကနေပတ်ဝန်းရတာဖြစ်ပြီးတော့ဒီ character ဟာပြည့်သက်တဲ့တစ်ခါမှမမြင်ဘူးတဲ့ character ဖြစ်ပါတယ်။ သူမဟာသူ့ရဲ့ဇက်ရုပ်အတိုင်းပြည်ပြန်အောင်တရုတ်ဆောင်နိုင်တဲ့အပြင်မင်းသားစွန်စုပ်ကွေနဲ့လည်းအတွဲညီအောင်တရုတ်ဆောင်နိုင်တဲ့အတွက်ပြည်သက်တဲ့ချီတူရာခံရရတာဖြစ်ပါတယ်။နိုင်ဘဇော်ဇလန်တွေဟာတဲသိရင်ပူမှုကင်းဇလန်တွေဖြစ်ပြီးတော့ Disney Plus ကထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။နိုင်ဘောဇဇလန်တွေဟာတကဘာလုံးဆိုင်ရာ Disney Plus ကနေကိုရီးယားရဲ့ကြည့်ရှုသူအများဆုံးနံပါတ်1အပြင် Asia 7နိုင်ငံအတွက်မှာကြည့်ရှုသူအများဆုံးထောက်ပွန်းနေရာကိုရရှိထားပါတယ်ရှင်။ တပတ်အတွင်းနှုတ်ပညာသတင်းတွေကိုကျမဒူထန်းကတင်ဆက်ပေးခဲ့တာပါဒီတပတ်ဆယ်လီစီတီအစီအစဉ်ကိုတော့ဒီလောက်နဲ့ပဲရနာလိုက်ပါရစေပရိသတ်တွေအားလုံးလည်းပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်